အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းစက်သတင်း channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တွေကတော့လာချိုမှာဖန်ခံထားတဲ့စစ်သုံးမှန်တွေကိုအကောင့်တိုင်းပြန်လာဖို့မမျှော်လင့်နဲ့ဆိုပြီးပြောထားတဲ့အမျိုးသမီးတို့ရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာမျိုးသမီးကအဲ့ဒီအကြောင်းအနေနဲ့ပတ်သက်ပြီးဘာတွေဘလို့ဆက်လက်ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 18ရက်4လ2025မြန်မာတို့ရဲ့နှစ်ဆန်းနှစ်ရက်နေ့ပါပေါ့နော်7နာရီမနက်7:49လို့မိနစ်တတိရှိပါတယ်ကျွန်မဒီနေ့ဗားလေးကိုပြောချင်တာလဲဆိုတော့လေမျိုးရှောင်းလန်းနော်လာရှိုးရှမ်းမြောက်နော်ကိစ္စပြောချင်တာပါဟိုကိုရီဘက်ကသာလေဖျားသွားចောင်းတက်နော်တီလာယူလို့နှစ်ဆန်းနှစ်ရက်နေ့ဆိုတာမပြီးသေးဘူးဟုတ်လားမပြီးသေးဘူးရှမ်းတောင်မှာဆိုမပြီးသေးဘူးတိလား ဟိုဟိုဥပုပ်တီလာယူလို့လည်းမပြီးသေးဘူးကြောင်းတက်လို့လည်းမပြီးသေးဘူး။အဲတချို့တွေဆိုလည်းဟိုပူဆွေးတော့ကငလင်ကြောင့်ပူဆွေးတော့ကဒုက္ခတွေနဲ့ပေါ့နော်ဒုက္ခတွေအရရနဲ့ရင်ဆိုင်နေရတာမပြီးသေးဘူး။ဒါပေမဲ့နော်ရှမ်းမြောက်မှာတော့နော်ဟိုကျူးကျော်စိတ်ကိုဆင်နွှဲထားတဲ့ MNDAA အကြံဖက်ကုကတောင်းကျမ်းသူတွေပေါ့နော်သူကတော့ဟိုဘာတွေလုပ်နေလဲဆိုတော့အလားလေးကိုပြောပြမှာပါနော်အဲစစ်အင်တရာကိုလေဒီမနေ့မှ9နာရီ18ရက်လေလာ2025မနေ့9နာရီလောက်ကနေစပြီးဟိုဘက်ကဝင်တာရောဒီဘက်က လာမှာအဝင်ရောအထွက်ရောပိတ်ထားတယ်လို့ကြားပါတယ်ဒီဒီမနေ့ကနေစပြီးတော့ဗောနော်ပြီးတော့မြို့ဆောင်ကမေဟန်ဂိတ်ပေါ့မြို့ဆောင်ကလာရှိုးမြို့ဆောင်ကမေဟန်ဂိတ်နော်အုတ်တိုင်းနေဒီနေ့စခတ်တယ်ပေါ့နော်အဲ့ဒါလေးလည်းသိရပါတယ်ဘာဖြစ်ပြင်ဆင်နေရလဲတော့မသိဘူးဗောနော်ဟိုကျမတို့ဘက်ကကြာတော့ဟိုတတ်တမန်ရေးရဟိုတရုတ်ရဲ့ဘာညာပေါ့နော်အဲ့လိုတွေနေဟို ဟိုဒီနေ့ဆိုပဲဟို18ရက်နေ့ဆိုပဲမြန်မာတို့ရဲ့နှစ်ဆန်းနှစ်ရက်နေ့ဆိုပဲဟိုပြည်စစ်တုပ်ပိုင်းတွေကိုလွတ်မယ်အဲเนาะဟိုကိုကန့်နေကအသာတကြီးနဲ့နောက်ဆုံးနေပြီးပစ္စည်းတွေဘလို့တည်သွားတယ်ပေါ့เนาะဒါတန်တမန်ကြီးရရဲ့ဟိုပါပေါ့เนาะနိုင်ငံနိုင်ငံရေးအရာရဲ့ပေါ့เนาะပြောတာပြောနေတာပေါ့เนาะဒါပေမဲ့သူတို့ဘက်ကပြင်ဆင်တာတွေကအဲ့လိုမဟုတ်ဘူးเนาะပြည်သူတွေကပြောလာတာပေါ့နော်အဲ ဆုံးတိုင်းနေပြီလို့ခတ်တာလည်းနဲ့မသိဘူးပေါ့နော်ပြီးမယ်ဆိုရင်27ရက်နေ့ပဲပြန်ပြီးတော့မယ်ဒီလေးလပိုင်းကိုရင်ပဲစုတ်တော့မယ်နော်6လပိုင်းအပြီးပြရတော့မယ်ဆိုရင်ဒါတွေပြင်ဆင်စရာမှမလိုတာနော်နော်ဒါမှလည်းသူတို့ကဒီလိုလုပ်ပေးရတယ်နဲ့နောက်လာမဲ့ဟိုပြန်ပြီးတော့အုပ်ချုပ်မဲ့အဲအုပ်ချုပ်မဲ့ပေါ့နော်ဟိုလူတွေအတွက်သူကကောင်းဖို့ပဲလုပ်ပေးခဲ့တာလားလုံလုံကျုံကျုံရှိအောင်အော်ဒိုင်းတွေပဲကာပေးခဲ့တာလားနော်ဟိုတခိုးတွေချက်ဘိုးတွေပုံဝင်အောင်လို့ဟိုမဟန်ဂိတ်ကိုပိတ်ထားတာလားအဲ့လိုလည်းမသိဘူးနော်သူက ကောင်းတာတွေလုတ်ပေးတာလားလည်းမသိပါဘူးเนาะအဲအဲ့လိုလေးပေါ့เนาะမသိတာတွေအတွက်ပေါ့ပြီးတော့ last show ကနေဒီဘောဘက်ကိုလာတဲ့တွဲကနဲ့စစ်တုံပန်းလို့ထင်ရတဲ့เนาะထင်ရတဲ့เนาะအဲ့ဒီကိုလည်းဒီဘောဘက်ကိုခေါ်လာရလို့သိရပါတယ်မင်္ဂလာမနေ့ပါကျော်လက်စနဲ့ဆက်ပြောလိုက်အောင်မယ်ကျွန်မပြောချင်တာကလေ last show မှာရှိတဲ့စစ်တုံပန်းတွေရော last show ရှက်မြောက် တန်လျာမှာရှိတဲ့စစ်တုံ့ပန်းတွေရောเนาะပိုက်ရှင်တွေပေါ့เนาะဤပါတွေဇနီးမယားတွေเนาะညီကောင်မောင်နှမတွေเนาะမိတ်ဆွေတငယ်ချင်းတွေစစ်တုံ့ပန်းတွေကိုအကောင့်တိုင်းအရန်မမျော်လင့်နေတည်လားစစ်သားဆိုတာစစ်တိုင်ရင်တောင်အသက်ကိုပေးပြီးတော့တိုက်တာလေเนาะကျမကိုစိတ်မကောင်းစရာတင်းပြောတာမဟုတ်တလားဟိုဖန်းခါန်တာထိရတယ်ရှစ်လာတောင်ရှစ်လာပေါ့เนาะ6လအဲ့ထိတောင်ရောက်ပါပြီထောင်ဘေးမှာ နေရတာမလွယ်ဘူးเนาะထောင်ပုံစံတိုင်းပဲနေရတာပြီးတော့မှထောင်တာမှရိုးထောင်မဟုတ်ဘူးเนาะဟမ်ရိုးထောင်မဟုတ်ဘူးเนาะအဲ့ထဲမှာနေရတဲ့သုံးပန်းတွေပေါ့เนาะအချုပ်သားတွေပေါ့เนาะမြမတမန်ကအချုပ်သားတွေอ่ะတချို့တွေဆိုရင်ဒါရှိုးရှမ်းမြောက်ဖြစ်စင်တဲ့ဒဏ်ရာရတဲ့စစ်တီတွေလည်းအများကြီးเนาะစစ်ခုပြီးတဲ့ကြားဘူးလား ်အနာတွေရင်အနာတွေပုတ်အနာတွေပုတ်ပြီးတော့ချိုးတွေဆိုဟိုအစာဟာရတွေနဲ့စေဝါမလိုက်တာနဲ့တေကုန်တာကြီးအများကြီးပဲနော်သက်တွေဆုံးချုံးတာကြီးအများကြီးပဲရှိခဲ့ပါတယ်ချိုးတွေလည်းဟိုအသက်တော့မသေးဘူးပေါ့သူတို့မှလည်းစေဝါပြည့်စုံမရှိဘူးထင်တယ်နော်သူတို့ဘာတွေကိုဘာတွေကိုသူတို့ဟိုအင်အားရှိအောင်ပေါ့နော်ရေရှိခံအောင်ပေါ့သူတို့နီးတွေပေါ့သူတို့သူတို့ဆေးတွေပိုင်းတုံးတာဟုတ်နော်အကျံပတ်အကျံပတ်လက်နက်ကင်ကြီးအကုန်လုံးကဝိစီဝါတွေနဲ့မလုတ်ကင်းဘူးအကုန်လုံးကနေ နော်တို့ကတို့မှာဒါပဲရှိမှာပဲလေနော်ငွေရစီဝါတွေဆေးတွေတုံးပြီးတော့မော်ဖင်းကိုပေါ့နော်အဲ့လိုဟိုခဏဒါယာကိုဟိုတတ်တာစီရဲ့ဆေးတွေပေါ့အဲ့ထက်အဲ့ဒါမှအဆင်မြင်မှသေးတယ်နော်ဆေးတွေပါကြွေးပြီးတော့ဆေးဆွေးအောင်လုပ်ထားရည်လည်းကြားတယ်နော်အဲ့ကြောင့်မို့အကောင့်ပကတိနော်ကော်မီတာစုတွေကနော်စစ်တုံးမှန်တွေရှိခဲ့ရည်အကောင့်ပကတိနော်ပြန်လာနိုင်ရင်ကောင်းတယ်နော်အမျိုးမျိုးပေါ့နော်ဟိုကျမတို့ဘက်က တပ်မတော်သားတွေကအမျိုးမျိုးစစ်တုံ့ပန်းအဖြစ် MMDAA ရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကိုအမျိုးစုံခံနေရပါတယ်နော်အဲ့ဒါလည်းတရင်အတိအကျပါပဲနော်ကာယကံရှင်တွေကတချို့ကာယကံရှင်တွေကပြောလာတာပါဒီလိုပြောလို့အခုဖြစ်မယ်ဆိုလည်းတေမထူးနေမထူးပါပဲတကယ်ပြောရရင်လေနော်အဲ့ကျွန်မအားလေးပါကြံခဲလို့ကျွန်မချက်ပြောတာပါကော်ဖီလေးတောက်ရင်းနဲ့တောက်ပါ